ကိုယ့်ရဲ့ကလေးကိုညံရီထက်မြက်တဲ့ကလေးအဖြစ်ကြည်ပင်းစီစီနဲ့ဆန္ဒမိပါတယ်မှာရှိပါတယ်။ကလေးကိုမှန်းတလောက်ဖြစ်မလာမှာအရန်ဆိုရင်တကြပါတယ်။နောက်တစ်ခုကကလေးကမြိုးလိုက်ပြီးတော့ညံမကောင်းမအောင်လဲဆိုရင်ကြပါတယ်။ဒီတစ်ခါမှာတော့ကလေးရဲ့ညံရီညံသွေးကအရင်ကတည်ထားသလိုမျိုးမြိုးရိုးအပေါ်မှာငူတီးရမဟုတ်ပဲနဲ့ပြိုးထောင်ပေးလို့ရတယ်ဆိုတော့အကြောင်းရင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့ကလေးကိုညံကမမီရီအနေနဲ့ဘလို့ပြိုးထောင်အောင်လဲဆိုတော့အနည်းငယ်လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ရေးနာနူဒီပဲလေးကိုဆက်ဆက်ပြီးပါအောင်ရှင်တောင်လျှောက်တည်လာခဲ့တာကခလေးတယောက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးရမိဘမျိုးရိုးနဲ့ဆိုင်နေဆိုတာပါတကယ်တော့ခလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးအပေါ်မှာတက်ရောက်နေတဲ့အချက်လေးတွေရှိပါသေးတယ်။ဒါတွေကတော့ခလေးကိုအာဟာရပြည့်ဝအောင်ကြွေးပေးဖို့အစိမ့်အတော့တွေနဲ့မထိတွေ့မိအောင်ကာကွယ်ပေးဖို့စော့ကစားခြင်းများများပေးဖို့နဲ့လေ့ကျင့်ခန်းလုပ်ခိုင်းတာမျိုးလေးတွေလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ ခလေးကအသက်၄နှစ်မတိုင်ခင်မှာအလင်းအမြန်ဖွင့်ဖြိုးနေရပါ။မွေးစားရနေ၄လအတွင်းကအုန်းနောက်ဖွင့်ဖြိုးမှုအမြန်ဆုံးအချိန်ပဲဖြစ်ပါတယ်။အတိအကျပြောရမယ်ဆိုရင်တော့ခလေးကအသက်၄နှစ်မှာအုန်းနောက်ဖွင့်ဖြိုးမှုက60ရာခိုင်နှုန်းအထိပြီးစီပါပြီ။ဒီကာလမှာခလေးကိုတင် जा ပေးဖို့အကောင်းဆုံးပဲဖြစ်ပါတယ်။မွေးစားရနေပြီးတော့အသက်၄နှစ်မတိုင်ခင်မှာခလေးကိုအာဟာရပြည့်ဝအောင်ကျင်းပေးပါတော့။အစိမ့်အတော့တွေနဲ့ထိတိမိရမျိုးတွေမဖြစ်အောင်ခရီးဆိုင်မယ်။လုံလတ်စွာဆော့ကစားခွင့်ပေးမယ်ဆိုရင်ခလေးကညဉ့်ညဉ့်သွေးကောင်းမွန်စွာနဲ့ကြည်ပြင်းလာမှာ မှာပဲဖြစ်ပါရဲ့ရှင်။ကဲဒီတော့ညီမအခုပြပြပေးခဲ့တဲ့အချက်တွေအပြင်ကလေးကိုညံကောင်းစေဖို့အတွက်ဘလို့အချက်လေးတွေကိုလုံဆောင်ပေးတယ်လဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။ပထမတစ်ချက်ကတော့ TV ပေးမကြည့်ပါနဲ့။ကလေးကိုညံရင်ပြီးတော့ဆိုပြီးတော့ TV ပေးကြည့်ထားမျိုးမလုပ်ပါနဲ့နော်။ TV ကြည့်တာကကလေးရဲ့အုံနောက်နဲ့မှညံအတွက်လုံးဝအထောက်အကူမပြုပါဘူး။ကလေးအုံနောက်ခွင့်ပြုဖို့အတွက်အဖိုးတန်တဲ့အချိန်တွေကို TV ပေးကြည့်ပြီးတော့မဖြုံးသိမိပါစေနဲ့နော်။နောက်တစ်ချက်ကတော့ကလေးနဲ့များများထိတွေ့ပေးပါ။ ကလေးလေးတယောက်ကိုညံကောင်းတဲ့ကလေးအဖြစ်ခြေပင်းလာစီဖို့ဆိုရင်ဖိဖိမေမေတွေကအချိန်ပေးပြီးတော့အတူစော့ပေးတာချုံမြူထွေးပွေတာမျိုးတွေလုပ်ပေးပါအချိန်ခံရပြီးတော့ခြေပင်းလာတဲ့ကလေးတွေကတခြားကလေးငယ်တွေထက်ညံ့ပိုကောင်းတတ်ပါတယ်မိဘတွေနဲ့ထိတွေ့ခွင့်ပိုရတဲ့ကလေးကစင်းစောင်းတွေးခေါ်နိုင်စွမ်းနဲ့လည်းပိုကောင်းကြပါတယ်ယုံကြည်မှုတွေလည်းပိုကောင်းကြပါတယ်ရှင်နောက်တစ်ချက်ကတော့အသက်နှစ်နှစ်အထိနှုတ်ဆိုတိုက်ခြင်းပေးပါမိခင်လိုမြမြတောက်ရတဲ့ကလေးတွေကတခြားကလေးတွေထက်အန်ကျူလေးပဲ900ခန်းတော့အထိပိုများတတ်ကြပါတယ် ဒါကြောင့်ခလေးကိုမွေးစားနေ6လအထိမိခင်နေတမျိုးတွေဝယ်တိုက်ပေးပါ6လနေ2နှစ်အထိမှာတော့မိခင်တို့ရောဖြည့်ဆွက်စာတွေပါတွဲဖက်ပြီးတော့ကျွေးသွားပေးပါရှင်နောက်တစ်ချက်ကတော့ခလေးကိုတခြင်းပိနာထောင်ပါတခြင်းနောက်ထောင်တဲ့ခလေးတွေကအာရုံစူးစိုက်မှုကောင်းသလိုမှတ်ဉာဏ်နဲ့ကောင်းကြပါတယ်ခလေးကိုငယ်စဉ်ကတည်းကတခြင်းအေးအေးလေးတွေနောက်ထောင်ခိုင်းတာပဲဖြစ်ဖြစ်တေဂီတာတူရိယာတန်တခုခုနောက်ထောင်ခိုင်းတာပဲဖြစ်ဖြစ်လုပ်ပေးပါနော်ဖတ်တဲ့ချက်ကတော့ခလေးကိုစာအုပ်ဖတ်ပြပေးပါခလေးကိုစာဖတ်ပြော်ပြီးစာတော်စီဖို့အတွက်ငယ်စဉ်ကတည်းကစာဖတ် တ်ပြပေးပါအတန်ကျဲကျဲအတန်လေးအတန်ထားမှန်မှန်လေးနဲ့စာဖတ်ပြပေးတာကလည်းခလေးညံရီကိုကောင်းမွန်စေနိုင်ပါရဲ့ရှင်နောက်ဆုံးတစ်ချက်ကတော့ခလေးကိုစိတ်ကြိုက်ကစားခွင့်ပေးပါเนาะခလေးကိုသူ့စိတ်ကြိုက်ပြောတယ်လို့လွတ်လွတ်လပ်လပ်ကစားခွင့်ပေးပါဒီလိုမျိုးကစားခွင့်ပေးတာကခလေးကိုညံရီကောင်းစေဖို့အတွက်အထောက်အကူဖြစ်စေမှာပါဒါကြောင့်ခလေးကိုစီကန်တစ်ချက်တိုင်းမျိုးတွေမလုပ်ပဲနဲ့လွတ်လပ်စွာကစားခွင့်ပေးလိုက်ပါเนาะညီမအခုပြရပေးခဲ့တဲ့နီလာလေးတွေကိုထိထိမိမိအသုံးပြုပြီးတော့ကိုယ့်ရဲ့ခလေးလေးကိုညံရီညံသွင်းကောင်းမွန်တဲ့တတမီမီလေးတွေဖြစ် ်ပြုံးဖို့နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါပေါ့ရှင်။